အားလုံးပဲမြင်ပါတော့ဒီ lesson တွဲမှာတော့ကျွန်တော် bean analysis ကိုအကြောင်းအရှင်းပြခြင်းပါတယ် bean analysis မှာကျွန်တော်အရင်သုံးခဲ့တဲ့ bean 3ပေါ့နော်ဒီ bean 3မှာသုံးခဲ့တော့ကျွန်တော် real constant နဲ့ true cross section နဲ့ area တွေ area movement နဲ့ inertia တွေ height တွေကိုပြီးပြီးတော့ကျွန်တော်တို့ဒါသတ်မှတ်ခဲ့ပေါ့နော်အခုကျွန်တော်အနေနဲ့ဒီ bean 1a ပေါ့နော်အဲ့ကောင်းလေးအကြောင်းအရှင်းပြခြင်းပါတယ်ဒီ bean 1a မှာတော့ကျွန်တော်ဒီ session ဆိုတော့ အဲ enzyme မှာသူ့ရဲ့နော်သူ့ရဲ့အပိုင်းတစ်ပိုင်းထပ်တိုးလာပါတယ်ဒီ session ဆိုတဲ့အပိုင်းလေးမှာကျွန်တော်သူ့ရဲ့ cross section နဲ့ area တွေပို့ပြီးတော့ရွေးချယ်လာနိုင်ပါတယ်ပို့ပြီးတော့လွယ်ကူစွာရွေးချယ်လာနိုင်ပါတယ်ကျွန်တော်အနေနဲ့ဒီဥပမာလေးကိုရှင်းပြပါခုကျွန်တော်ဘင်းတစ်ခုရွေးလိုက်တယ်ဘင်းကိုကျွန်တော်ဘင်းပေါ့နော်ဒီဘက်ဟို element နှစ်ခုနဲ့ပေါ့နော်ဒီကောင်း 100mm 100mm နဲ့ဒီအစွန် 100mm lens ကိုကျွန်တော် uniform distributor လောက်တဲ့ရောက်ပါမယ် အာတူတူရတံမို့မော်နော်အောင်တောင်းတင်လာပါတော့ဒီကောင်းရဲ့ cross section ရဲ့ area radius 20 mm ရဲ့ material တော့ကျွန်တော် steel သုံးပါမယ်ကျွန်တော်နေနဲ့ဒါလေးကို exit မှာရှင်းပြပါပါမယ်မှာတော့နေနဲ့ prepare structure okay pre processor element height element head ကျွန်တော်ဒီနေရာမှာ beam ပင်းရုံမှာကျွန်တော်တို့ဒီနေရာမှာအခုဆိုတော့2 note 188 2 note 189ကျွန်တော်တို့နေရာအခု2 note 188အကြောင်းလေးကိုကျွန်တော်နေရာရှင်းပြပါမယ် okay သွဲ option ကိုကျွန်တော်တို့ဒီ default setting အတိုင်းပဲထားပါမယ် okay close ဒီမှာကျွန်တော် real constant ဝင်ကြည့်ကြည့်လိုက်ပါ app လောက်ကြည့်ပါတော့ဒီပင်းအတွက်ကျွန်တော် real constant သတ်မှတ်လို့မရပါဘူးအဲ့တော့ကျွန်တော်အခုဆိုရင်ကျွန်တော် material properties သတ်မှတ်ပါမယ် material model structure linear elastic isotropic steel ဆိုတော့ကျွန်တော် 2E 11 0.303 Okay ဒါဆိုရင်ကျွန်တော် material properties နဲ့သတ်မှတ်လုပ်ပြီးပြီဒါဆိုရင်ကျွန်တော် section ဆိုတဲ့ဘိုင်းလေးသွားလိုက်အောင် section section မှာကျွန်တော် beam ဖြစ်တဲ့အကြောင်း beam common section ဒီနေရာမှာကျွန်တော် ID ဆိုတာကျွန်တော် beam ပေါ့နော်တချို့နေရာမှာကျွန်တော် cross section area တစ်ခုဒါမှမဟုတ်နှစ်ခုနောက်ခုတော့မဟုတ်နောက်ခုထပ်ပို့တဲ့အနေအထားမှာကျွန်တော်ဒီ ID number ကိုကြောင်းပြီးတော့ကျွန်တော်အသက်မပြနိုင်ပါနဲ့ဘီနေကိုမိမိ ုံးပြုမဲ့ဘင်းအိမ်တုံးပြုထိုင်ပါတယ်ဒီပေါ့နော် site type ဆိုကျွန်တော် cross section နဲ့ area အမျိုးမျိုးတွေပေါ့နော်ဒီမှာ square ရှိရယ် rectangle ရှိရယ်နောက်ပြီးတော့ကျွန်တော် circle ရှိရယ်ပြီးတော့ကျွန်တော် circle ပြီးပါမယ် circle အားဆိုတာကျွန်တော် circle radius circle radius 20 mm ကျွန်တော် n ဆိုတာကျွန်တော်ဒီ circle ပေါ့နော်အပိုင်းပတ်ချလဲပေါ့နော်ဒီကောင်းရဲ့ angle နဲ့ဘယ်နှပိုင်းပိုင်းမယ်ဆိုတဲ့ဟာကျွန်တော်နေပြတာပါစနပိုင်းပေါ့နော် အင်းပြီးရင်ဒီကောင်ကကြတော့တီဆိုအားကြကျွန်တော်စံကန်ကနေပေါ့နော်ဒီကောင်ရဲ့ match လုပ်မဲ့အကွာအဝေးပေါ့နော်ဒီကောင်ညာလေးအဲဒီကျွန်တော်နေ20ပေးလိုက်ပါမယ်ကျွန်တော် match ဖြူမှာကြည့်ကြည့်လိုက်အောင်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ကြည့်လိုက်အောင်ဒီကနေတပိုင်းနှစ်ပိုင်း3 4 5 6 7ဟိုစားပြင်ပေါ့နော်ဒီကောင်ဆန်နှစ်ပိုင်းပိုင်းသွားပါတယ်ဒီ center ကနေ3 4 5 6ဘောလီယန်ရဲ့20ပိုင်းတော့အဲ့ဒါကျွန်တော်အခုဒီပေါင်ပေါင်လေးမှာတော့ပို့ပြီးတော့နော်လောဟာပို့ပြီးတော့စုံတာပေါ့နော်ဒီကောင်က2 3ရပို့စုံတာပေါ့ โอเคအဲ့တော့ကျွန်တော်တော့ session လေးတက်မှတ်ပြီးဆိုတော့ကျွန်တော် model ဆောက်ပါရယ် modeling create key point in edit cs ပထမဆုံးအနေနဲ့ key point 1ကိုတက်မှတ်ပါမယ် apply အာ key point 2အနေနဲ့100 apply key point 200 okay ဒါဆိုကျွန်တော် key point တက်မှတ်ပြီးပြီဒါဆိုရင်ကျွန်တော် line line straight line ဒါဆိုရင်ကျွန်တော် line နဲ့တက်မှတ်ပြီးပြီ။ဒါဆိုရင်ကျွန်တော်ဒီက model ကိုကျွန်တော် machine လောက်ပါမယ်။ machine size control menu size lines all lines အားလုံးကိုကျွန်တော် line ပိုင်းပေါ့နော်။ number number element ကိုပိုင်း50ပိုင်းလိုက်ပါမယ်။ okay ဒါဆိုရင်ကျွန်တော်ပိုင်းပြီးတော့ပါပြီ။ဒါဆိုရင်ကျွန်တော် machine လောက်ပါမယ်။ mesh lines normal mesh line ဒီဒီဟာတစ်ခုလုံးကိုကျွန်တော် mesh လောက်ပါမယ်။ page order ဆိုရင်ကျွန်တော် machine ပြပါပြီ။ Now machine B is a routine each and loading stammer from a loading analysis type new analysis study analyzes. okay and then cloud load the final apply apply stretcher displayment ကျွန်တော်ဒီ key point ကို key point တစ်ခုကို fix ပေးပါမယ် point က audio ရယ် okay close okay ဒါဆိုရင်ကျွန်တော်ဒီဘက်တစ်ခုကိုဟိုပေးပြလိုက်နောက်ကျွန်တော်ဘင်းရဲ့ဒီဘက် channel တစ်ခုကိုကျွန်တော်အနေနဲ့ဟိုပါပေါ့နော်ဒီကောင်ကိုကျွန်တော် constant pressure ပေးမယ်ဆိုတော့ကျွန်တော်ဒီ constant pressure ပေးဖို့လည်းကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် select အဲ့အပိုင်းလေးကိုရွေးတက်မှာပါမယ် entries ပထမဆုံးအနေနဲ့ lines by name and pick apply ကျွန်တော်ဒီဒီဘိုင်းလေးကိုပဲရွေးပါမယ် okay နောက်ပါကျွန်တော်ပြန်ဝင်ပါမယ် entities နောက်ပါကျွန်တော် elements ကိုရွေးပါမယ် attach to နောက်ခုနကရွေးခဲ့ lines ကိုသွားပါမယ် okay ဒါဆိုရင်ကျွန်တော်ဒီက node ဒီမှာရှိ elements တွေအကုန်လုံးအကြောင်းဒီ line တွေက attach ဖြစ်ပါပြီဒါဆိုရင်ကျွန်တော် pressure 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 on beams pickle ဆိုရင်ကျွန်တော်တို့ဒီကောင်းက constant pressure ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှထောင်ပေးပါမယ်တကယ်လို့ကျွန်တော်တို့ဒီနေရာမှာဘယ်ရွေပဲရှိခဲ့ဆိုရင်နောက်တစ်ခုကိုကျွန်တော်တို့ထောင်ဆက်ထောင် short ဆက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ tempo ကြောင်းနေသွားပါလိမ့်မယ်နှထောင် okay ဒါဆိုရင်ကျွန်တော်ဒီ device လေးကိုပဲကျွန်တော်တို့ pressure ပဲဒါလေးကိုကျွန်တော် 3D view နဲ့ကြည့်လိုက်အောင်ဒါလေးကိုပထမဆုံးနေကျွန်တော်အနေနဲ့ select entry or everything's screen review ကြည့်တယ်ဒါဆိုရင်ကျွန်တော်ဒီပေါ့နော်ဒီ asset ဒီကောက်မှာကျွန်တော်ဒီ bin ရဲ့ဒီပဲ channel တစ်ခုပဲကျွန်တော် constant pressure ပေါ့နော် distributed လောက်တက်အောင်လေအောင်ပြရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်ဒီကျွန်တော်ရဲ့ modeling ကို soft လုပ်လို့ရပါပြီ soft current ls okay solution scan နောက်ဆက်နေနဲ့ကျွန်တော်တို့ရဲ့ channel post processing မှာကျွန်တော် plot set the font shape the font and the font shape okay control block now the solution you have solution set component အဲ့ဒါရင်းကျွန်တော်ဒါပေါ့နော် no resolution နဲ့ဒါအတွက်ကြည့်တာပေါ့နော်တော်မက်ဆီမမ်ဖြစ်တဲ့ဟာအတူနေနဲ့ပြပါရယ်အပြင်ကျွန်တော် better plot တဲ့ကြည့်ကြအောင်ဘယ်လိုပြောင်းသွားမလဲဆို better plot ပေါ့ okay ဒါဆိုရင်ကျွန်တော် better plot လဲတော့ပြောင်းလဲသွားတာအတူနေနဲ့ပြပါရယ်ကျွန်တော် list present reaction solution or item okay ဒါကျွန်တော်ရဲ့ reaction solution ကိုပြပါရယ် အပြင်ကျွန်တော်တို့ဒါနေရာမှာကျွန်တော်အနေနဲ့ပြချင်တာလေးတစ်ခုက control style size and shape ဒါလေးကျွန်တော် on ပြပါမယ် okay အရင်ကျွန်တော် plot that from control plot no resolution set ကို k ဒီမှာကြည့်ကြည့်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ model လေးပေါ့နော်ကျွန်တော်ရဲ့ model analyze b ပေါ့နော်ကျွန်တော် b ရဲ့ analysis ဖြစ်တဲ့ညာသူရဲ့ဒါကျွန်တော်ရဲ့ 3d presentation လေးနဲ့ကျွန်တော်နေပြချင်းဖြစ်ပါတယ် ခုကျွန်တော်အနေနဲ့ဒီ example မှာတော့ bin ရဲ့ memory ရှိတဲ့အထက်ကနေကျွန်တော် bin 1 number ကို element မျိုးစားကိုသုံးပြီးねကျွန်တော်ဒီ session ပေါ့เนาะဒီ preprocessor မှာ session သုံးပြီးလေးကိုကျွန်တော်နေလဲရှင်းပြခြင်းဖြစ်ပါတယ်။နောက်အဲ့ဒီအနေမှာကျွန်တော်တို့ဒီပေါ့เนาะ model disappearance ပုံမှန်လိုက်ကျွန်တော် static analysis လုပ်တာကိုရှင်းပြခြင်းဖြစ်ပါတယ်။အားလုံးနားလည်မယ်လို့ပြောလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။